ကျဲဦးမရတဲ့ဝိုင်းကငုံဦးနဲ့စားတာပေါ့နော်ဆရာလေးတို့နေရတော့တရတရချင်းနဲ့ဆရာလေးတို့နှင်းပေါင်းချက်ထားတာပေါ့နော်တရချင်းနဲ့အဲဒီရက်ကတည်းကအဲ့လိုမျိုးဆရာလေးတို့ဆုံးလာပို့တဲ့ထဲရမှာပေါ့နော်စမင်းထုတ်တွေပါလေလာဝယ်ရခဲ့ကစက်သားတို့ပါလို့ပါတဲ့အင်းနေနဲ့ပေါင်းပြီးတော့ပေါ့နော်ဒါကို တည့်ရချင်းနဲ့ဟင်ပေါင်းလုပ်ထားတာပေါ့ဟင်ပေါင်းနဲ့ကျဲဥပြုတ်ရတဲ့ဝင်ရကျဲဥပြုတ်ပေါ့နော်ကျဲဥပြုတ်မရတဲ့ဝင်ရငုံဥပြုတ်ပေါ့ဘလို့ဒီလိုစလုံးနဲ့အလုံးဟာကိုအကုန်လုံးကိုပေါင်းပြီးတော့စားတာလဲဆိုတော့ဆရာတို့ရေးအခက်အခဲရှိလို့ပေါ့နော်တပားကိုစစလုံးစားရဲဆိုလို့ရှိရင်ဆရာတို့ရေးရေးအတွက်ကအပါအပါ130ရှိရဲဆိုတော့စလုံး130 ဈေးရမယ်ပေါ့နော်ဟင်းပကံနဲ့ပါနဲ့ဆိုလို့ရှိရင်ပစ္စည်းပေါင်း150ကျော်လောက်ဈေးရမှာပေါ့150ကျော်ကိုမကဘူးဆရာတို့ဝိုင်းအားဖြင့်20ကျော်ဆိုတော့ဈေးရမယ်အရင်အတွက်ပေါင်းက190 180လောက်ပြီးပါရှိရပေါ့နော်အဲ့ဒါဆရာတို့ဈေးအခက်ခဲလေးရှိတာဖြစ်တဲ့အတွက်ပေါ့ဈေးဈေးတဲ့ဈေးဖို့အတွက်ပစ္စည်းတွေပြန်ဈေးဖို့အတွက်ဈေးမလုံလောက်လို့ပေါ့နော်ဒီတိုင်းလေးပဲဆရာတို့အာယုံစွမ်းပဲဖြစ်ဖြစ် နေစွမ်းပဲဖြစ်ဖြစ်ဒီလိုလေးပဲ ပေါင်းပြီးတော့ဆရာလေးတို့စွန်ကိစ္စကိုဖြေရှင်းရတာဖြစ်ပါတယ်ဆရာလေးတို့ဝေယုံနေရလဲမပါဘူးပေါ့နော်အချိုးတီးတဲ့ပုံကိုယ်လေးနေနဲ့ဆရာလေးတွေစွန်ဆတာဝေယုံမပါဘူးလို့ပြောပွဲရရှိတယ်ပေါ့ဆရာလေးတို့ဝေယုံနေအားလုံးကတောင်းတိုက်ပုံမှာပဲရှိပါတယ်ဆရာလေးတို့ငလျင်လှုပ်တဲ့နေ့ကစပြီးတော့မှတောင်းတိုက်ပုံမတက်တော့ဘူးဆိုတော့ဝေယုံနေလည်းမပါပါဘူးအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြေးစင်လာပြီးတော့ အပြင်မှာရေချိုးလို့ရေချိုးပြီးတော့ပေါ့နော်လှမ်းထားတဲ့ဒီခါဝင်းနဲ့အင်ဂျင်နဲ့အဲ့ဒီနှစ်ခုပဲရှိတယ်ပေါ့တော်တော်များများကလေးတွေမှာဝတ်ရုံမပါခဲ့ဘူးပေါ့နော်ကိုလွတ်ပဲပြေးလာတာဖြစ်တဲ့အတွက်အဲခုထိလဲဇာတ်လေးကိုတက်မယူပါဘူးစိုးရိမ်လို့ပါကိုရောအဝတ်စားတွေတွားယူနေတဲ့အချိန်မှာမတော်တဆများယူကြမယ်ဆိုစိတ်ပူရအတွက်ပေါ့နော်ဇာတ်လေးကိုတွားမယူပဲနဲ့ဒီတိုင်းလေးပဲနေထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘောက ဆရာလေးတို့ဝတ်အပ်တယ်ပေါ့နော်အဝတ်စားတွေမပါညို့ရလဲနားလည်ပေးကြပါလို့မေတ္တာရက်ခံပါတယ်ဆရာလေးဒီကောင်းလေးဖြစ်ဘုပ္ပမာတော့စားလို့ရတယ်ပေါ့နော်ဒီဘုပ္ပမာစားလို့ရှိရင်ပုံမှန်တော့ဒီဘုပ္ပမာစားတာပေါ့ဒီဘုပ္ပမာကဖိတ်ကြသွားလို့ပေါ့ဖိတ်ကြသွားလို့ဒီဘုပ္ပတက်မစားဘဲနဲ့အခုအောက်မှာပဲစားလိုက်ရတာပေါ့နော်